်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကိုရီးယားအလုံကိုင်းအတွက် Special EPS Topic ဆာမွေးမှာအောင်မြင်သူ900နီးပါးရှိပြီးအောင်တဲ့အရေးအတွက်များခဲ့တယ်လို့စစ်တပ်လောက်ခံအစိုးရပြည်ပအလုံကိုင်း Agency POEA ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ Special EPS Topic ဆောင်မပွဲမှာဝင်ဖြည့်သူအယောက်980ရှိတဲ့အထက်က688ဦးအောင်မြင်ခဲ့ပြီးကြာရှုံးသူ82ဦးပဲရှိခဲ့တာဖြစ်ပါတယ်။အဲဒီဆောင်မပွဲကိုဝင်ရောက်ဖြည့်ဆို့ခွင့်ရှိသူ9900နီးပါးရှိပြီးဖြည့်ဆို့ဖို့လျှောက်ထားတာ980ဦးပဲရှိခဲ့တယ်လို့အောင်ချက်လဲကောင်းခဲ့တာဖြစ်ပါတယ်။ Special EPS Topic ဆောင်မပွဲမှာတောင်ကိုရီးယားနိုင်ငံကိုတွားရောက်လုပ်ကိုင်ခဲ့မှုတဲ့အလို့သမားတွေနောက်တစ်ချိန်တွားရောက်လုပ်ကိုင်နိုင်အောင်ပြုလုပ်ပေးတဲ့ဆောင်မပွဲဖြစ်ပါတယ်။ ကောင်ကိုရီးယားနိုင်ငံမှာအ ਨੇ ကြောင့်၃နှစ်နဲ့အထက်လောက်ကိုင်ခဲ့ပူပြီးမြန်မာနိုင်ငံကို2010ဇန်နဝါရီ၁ရက်နေ့နောက်ပိုင်းပြန်လည်ရောက်ရှိခဲ့တဲ့သူတွေနောက်တစ်ကြိမ်ပြန်လည်သွားရောက်လောက်ကိုင်နိုင်ဖို့အတွက်ဒီစာမုပ်ဝဲကိုရည်ရွယ်ကျင်းပတာလို့ POEA ကအတည်ပြုထားပါတယ်။ Special EPS topic စာမွေးကိုအော်တိုဘာလ22ရက်နေ့ကနေ24ရက်နေ့အထိပြုလုပ်ခဲ့တာဖြစ်ပြီး အောင်မြင်သူတွေရဲ့အလုပ်လျှောက်လှတင်ရမယ့်ချက်ကိုထက်ကြေညာပေးမယ်လို့ POE ကဆိုပါတယ်။လက်ရှိတောင်ကိုရီးယားနိုင်ငံမှာမြန်မာလုံသား၈000နီးပါးရောက်ရှိလုပ်ကိုင်နေသလိုလစဉ်လုံသားရာနဲ့ချီဆင်လွတ်နေတယ်လို့ထုတ်ပြန်ချက်စည်းရုံးတွေအရသိရပါတယ်ရှင်။ အာဏာသိမ်းစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့သူတွေကိုဖိနှိပ်ဖို့ပြဋ္ဌာန်းထားတဲ့ရွေးကောက်ဥပဒေခေါ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့အော်တိုဘာလ29ရက်နေ့အထိအရေးယူထားသူစုစုပေါင်း88ရောက်ရှိပြီလို့စစ်တပ်ရဲ့ပြည်ထောင်ဝင်ကြီးကပြောပါရယ်အော်တိုဘာလ31ရက်နေ့ကနေပြည်တော်မှာလှုပ်တဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာပြည်ထောင်ဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပြောထားတာပါ။ စစ်တပ်ကအရေးယူထားတဲ့အထဲမှာမျိုးသား83ယောက်နဲ့မျိုးသမီး9ယောက်ပါဝင်ပါတယ်။အာနာသိန်းစစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဝေဖန်သူတွေကိုဖိနှိပ်ဖို့အတွက်ရွေးကောက်ဥပဒေကိုဇူလိုင်လ29ရက်နေ့ကအသက်သွင်းခဲ့တာဖြစ်ပြီးရွေးကောက်ပွဲကိုဝေဖန်ရုံလူမှုကွန်ရက်ကရွေးကောက်ပွဲကိုဝေဖန်တဲ့အကြောင်းအရာတွေကို like လုပ်ပြီးထောက်ခံရုံနဲ့တဲ့ဖန်ဆီးတာတွေကိုလုပ်နေတာဖြစ်ပါတယ်ရှင်။ တော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့ဗမောက်မြို့ကိုစစ်တပ်နဲ့ရှမ်းနေဘူပေါင်းတပ်တွေကလက်နက်ကြီးနဲ့ပစ်နေတာကြောင့်မြို့ထဲမှာအစိုးရရုံးတချို့မိလောင်နေပြီးလေကြောင်းကနေလည်းတိုက်ခိုက်ခံနေရပါတယ်။ဗမောက်မြို့အခြေအနေတွေကို Morris ကပြောပြပေးသွားမှာပါ။ပြီးခဲ့တဲ့စက်တင်ဘာလမှာတော်လန်ဟေးပူပေါင်းတပ်တွေကစကိုင်းတိုင်းကဗန်းမောက်မြို့ကိုသိမ်းယူနိုင်ခဲ့ပြီးမြို့ထဲမှာရှိနေတဲ့စစ်ကော်မရှင်နဲ့ရှမ်းနီပူပေါင်းတပ်တွေဟာမြို့ရဲ့အနောက်ဘက် -20 ကျော်အထိတပ်ဆုပ်သွားခဲ့ရပါတယ် ဆုတ်သွားတဲ့ရှမ်းပြည်ပူပေါင်းတပ်တွေဟာဒီအပတ်ထဲမှာတပ်မ33အကူကြီးနဲ့လက်ရှိဘန်းမောင်းမြို့အနောက်ဘက်နိုင်ရကားရွာအထိပြန်ရောက်လာတာဖြစ်ပြီးအရိကနေမြို့ထဲကိုလက်နက်ကြီးနဲ့ဒီရက်ပိုင်းပစ်နေတဲ့အတွက်မြို့ထဲကအစိုးရရုံးနေတဲ့မြို့မရဲစခန်းမီးလောင်နေတာဖြစ်တယ်လို့ဘန်းမောင်းမြို့ခံတွေက DBB ကိုပြောပါရတယ်။အော်အရင်တော့အဲနိုင်ရကားနိုင်ရကားတို့ဒီဆက်တော်တို့ဆိုတော့ကိုယ်က ကိုအရင်ကတည်းကဆုံမူတာအရထားပြီးသားနေရာပေါ့နော်ခုနောက်ပိုင်းကျတော့သူတို့ကအင်အားအလုံးကြီးနေစစ်ကူကိုစစ်စစ်ကောင်စီအင်အားဟိုစစ်ကူတွေနဲ့အတူဝင်ထိုးလာတယ်ဆိုတော့ကိုကပြန်ဆုပ်လိုက်ရတာပေါ့ခုလို့ဆိုတော့သူတို့ကအဲ့ခုနိုင်ကာအထီကိုရောက်လာတယ်ပေါ့ပေါ့မျိုးတွေအထီတော့မရောက်လာသေးဘူးပေါ့အဲ့နိုင်ကာနေပဲလက်နက်ကြီးနဲ့လမ်းထုနေတဲ့အစီအမဲရှိသေးတယ်ဗမာမျိုးတွေကတက်တော်ယုံနဲ့မြို့မရက်စခန်မီးလောင်နေတဲ့အပေါ်မှာလဲစစ်ကော်မရှင်တပ်တွေနဲ့ PDF တွေအပြန်အလှန်ဆက်ဆွဲနေကြပြီ မျိုးကန်ကြီးရဲ့ပြောပြချက်အရဆိုရင်တော့နာယက်ကမှတက်ဆွဲထားတဲ့စစ်ကော်မရှင်နဲ့ရှမ်းနီပူပေါင်းတပ်တွေပြစ်လိုက်တဲ့120မမလက်နက်ကြီးဘုံဒီကြောင့်မီးလောင်နေတာဖြစ်ပြီးအော်တိုဘာ29ရက်နေ့မှာလည်းနာယက်ကရွာဆောင်မှာရှိတဲ့ဈေးဆိုင်တန်းနဲ့လူနေအိမ်20ကျော်ကိုစစ်ကော်မရှင်နဲ့ SNL တပ်တွေမီးရှို့ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အော်တိုဘာ29ရက်နေ့မနက်ပိုင်းမှာတော့ဗန်းမောက်ကိုဝိုင်းတွဲလေရင်နဲ့ဘုံအလုံး20ကျော်ကျဲချခဲ့ပြီးလူထိခိုက်မှုတော့မရှိဘူးလို့ကတားခိုင်အမှတ်၄တရင်က DBB ကိုအတည်ပြုပါတယ်။ မြို့ကန်တဦးပြောပြတဲ့လက်ရှိဘန်းမောက်မြို့အခြေအနေတွေကိုလုံခြုံရေးအရ DPP သတင်းတောက်ကအတန်းအစားထိုးဖတ်ထားပြပါဗျ။နေရင်အပျက်စီးအတိအကျတော့မသိရဘူး။ဘေးပပတ်လေဝင်းချင်းကိုကျဲတာဆိုတော့အိမ်ပျက်စီးတာတွေတော့ရှိတယ်။နောက်ပြီးဘန်းမောက်မြို့ရဲကနေရင်တွေလက်နက်ကြီးမှန်တာတွေရှိတယ်။မီးလောင်တာတော့ရဲစခန်းအချုပ်ဆောင်တွေမီးလောင်တာရှိတယ်။လက်နက်ကြီးကြလို့လောင်တာမြို့ရဲကို PDF တပ်တွေဝင်ခဲ့နိုင်ပေမဲ့ဟ ோம் မလင်းဘက်ကိုရှမ်းနီတပ်တွေစုတ်ထားတော့ပွဲကမပြီးသေးတာ။ ဗန်မောက်တောင်ဘက်မှာဆက်ဖြစ်နေတာမြို့အဆက်ပေါ့ဗန်မောက်မြို့ကိုပြီးခဲ့တဲ့စက်တင်ဘာလထဲမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေကတင်းနိုင်ခဲ့တာဖြစ်ပြီးအခုအောက်တိုဘာလမှာပြန်ပြီးလူအင်အားလက်နက်အင်အားအလုံးအရင်းနဲ့စစ်တပ်ဘက်ကထိုးစစ်ပြန်ဆင်လာနေတာပါကျွန်တော်မော်ရစ်ပါဣသရေလဘာသာရေးကျောင်းသားတွေစစ်မှုထမ်းကင်းလွတ်ခွင့်ဆက်လက်ရရှိဖို့ဂျေရုဆလင်မြို့မှာ အော်တိုဘားလ30ရက်နေ့ကဟာဒီဂျူးတွေတင်းချီပြီးလမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါဗျာ။ ဘာသာရေးအလွန်တင်းကျပ်ပြီးဂျူးဥပဒေနဲ့ EU ရဒလေးတွေကိုလိုက်နာတဲ့ Heritage Jew တွေကို Ultra Orthodox Jew တွေလို့လည်းတုံ့နှုံကြပါဗျ။ Ultra Orthodox ကျမ်းစာသင်ကျောင်းသားတွေကိုစစ်မှုတိုင်းကိလုခွင့်ပေးတဲ့အစံလာကို Israel အစိုးရကဥပဒေအကြောင်းအရာရောနိုင်ငံရေးအရာပါအဆုံးသတ်ဖို့ကြိုးစားလာတဲ့အချိန်မှာအခုလိုဆန္ဒပြပွဲကြီးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီဆန္ဒပြပွဲကြောင့် Jerusalem မြို့အဝင်အ திக လမ်းမကြီးတွေအပါအဝင်လမ်းတွေပိတ်ဆို့ခဲ့ပြီး Hardy Jew တွေကတော့သူတို့အနေနဲ့ဘာသာရေးကျမ်းစာသင်ကြားမှုနဲ့ဆူတောင်းမှုတွေကနေတဆင့်နိုင်ငံကိုအကာအကွယ်ပေးနေတယ်လို့ဆိုပါတယ်။ Israel က Gaza နဲ့ Lebanon မှာထိုးစစ်ဆင်ခဲ့တဲ့အချိန်မှာ ဒီလူတွေစစ်မှုတိုင်းကင်းလွတ်ခွင့်ရနေတဲ့အပေါ်လူတို့မကြေနပ်မှုမြင့်တက်လာခဲ့ပါတယ်။အစ္စရေးမှာအသက်18နှစ်ပြည့်ပြီးသူဂျူးအများစုဟာယောက်ျားမိန်းမမခွဲဘဲစစ်မှုထမ်းဖို့လိုအပ်နေပါတယ်ရှင်။ထိုင်ဝမ်ဟာတရုတ်ရဲ့တနိုင်ငံစနစ်နှမျိုးမူကိုပယ်ချပြီးတော့ငြိမ်းချမ်းရေးတဲ့ဒီမိုကရေစီကိုထိန်းသိမ်းပြီးကိုကိုကိုခုခံကာကွယ်ဖို့ဆုံးဖြတ်ထားတယ်လို့ထိုင်ဝမ်သမ္မတလိုင်ချင်းတဲကအော်တိုဘာလ31ရက်နေ့မှာပြောကြားလိုက်ပါတယ်။ ထိုင်ဝမ်အပေါ်အင်အားသုံးဖို့ကိုလုံးဝမပယ်ချဘူးလို့တရုတ်ပြောခွင့်ရပုဂ္ဂိုလ်ကသတိပေးခဲ့တာပါ။ဟောင်ကောင်နဲ့မကောက်မှာအကျဉ်းသုံးသလိုကိုပိုင်အုပ်ချုပ်ခွင့်ရစနစ်တမျိုးနဲ့ပြည်မာကြီးလက်အောက်မှာနေမယ်ဆိုရင်တော့ညင်ညင်သာသာအုပ်ချုပ်မယ်လို့ပါခတိပေးတဲ့ဆောင်းပါးတွေပါတရုတ်နိုင်ငံပိုင်မီဒီယာတွေကနေဖော်ပြအပြီးမှာအခုလိုမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်ထိုင်ဝမ်မြောက်ပိုင်းဟူကိုစစ်ခန်းမှာအမေရိကန်လုံ M1A2T Abram တင်ကားတစ်တွေ တက်တော်ဝင်တဲ့အခမ်းအနားမှာ သမ္မတလိုင်ကပြောကြားခဲ့တာဖြစ်ပါတယ်။တရားဝင်အမည်အားဖြင့်တရုတ်သမ္မတနိုင်ငံ Republic of China ROC လို့ခေါ်ဝေါ်တဲ့ထိုင်ဝမ်နဲ့တရုတ်ပြည်သူသမ္မတနိုင်ငံ People's Republic of China PRC လို့ခေါ်ဝေါ်တဲ့တရုတ်ပြည်မှကြီးတို့ဟာဘသူကမှတခြားသူရဲ့လက်အောက်ခံမဟုတ်ဘူးလို့ပါမှတ်ချက်ပေးခဲ့ပါတယ်ရှင်။ TV ဥမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင် you <music>